မင်္ဂလာပါရှင်ဒီနေ့မှာတော့အစ္စရေးနိုင်ငံကသိပ္ပံပညာရှင်တွေရဲ့ထူးခြားတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်သိပ္ပံပညာဆိုတာကအမြင်နဲ့ရှိကိုတက်လှမ်းနေပါတယ် တစ်ချိန်လုံးကစိတ်ကူးရင်လို့တော့မှမရခဲ့တဲ့အရာတွေကအခုဆိုရင်လက်တွေ့ဖြစ်လာနေပါပြီ။ကမ္ဘာတစ်ပိုင်းမှာပထမဆုံးအကြိမ်အဖြစ်တုပ်ပိုးမျိုးဥတအိမ်ဆရာတွေမပါဘဲနဲ့လူတရေသားလောင်းကိုဖန်တီးနိုင်ခဲ့တဲ့အမကန်တစ်တင်းမှုအကြောင်းကိုပြောပြပေးချင်ပါတယ်။ဒါဟာဘလို့လုတ်ခဲ့တာလဲ။ဘာကြောင့်အရေးပါတာလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားပါမယ်။ဒီအောင်မြင်မှုကိုအစ္စရေးနိုင်ငံဝစ်မန်သိပ္ပံပညာသင်ကျောင်းကသုတေသနပညာရှင်တွေကလှုပ်ဆောင်ခဲ့တာပါ။သူတို့ကဖခင်ရဲ့တုပ်ပိုးမိခင်ရဲ့မျိုးဥ တအိမ်မျိုးဥပျော်လိန်ဆက်ဆံမှုဒါမှမဟုတ်ပုံတူကူးနီးဖြစ်တဲ့ကလုံးနီးနီးပညာတအိမ်တွင်းမှာထဲ့သွင်းနီးပညာဖြစ်တဲ့ implant တို့လိုမပါဘဲနဲ့လူတရေသားလောင်းကိုစတဲ့ဖန်တီးနိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီတရေသားလောင်းကို ဖန်ပြွန်ပေါင်းဆောင်တစ်ခုထဲမှာထားရှိခဲ့ပြီးတော့၁၄ရက်အတွင်းမှာပဲအုံနောက်နှလုံးတအုပ်အိတ်စတဲ့လူသားအလုံးရဲ့အစောပိုင်းကိုအင်းကအစိတ်ပိုင်းတွေကို ဖန်နီးနိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။အရှင်တို့ကတော့တရိတ်ဆန်ပုံတူပွားတာမျိုးတွေလူသားမွေးဖွားခြင်းဆိုင်ရာလေးလာတူပါမှုတွေ တုတ်ပိုးနဲ့မျိုးဥကိုတအိမ်တုထဲမှာပေါင်းဆက်မျိုးအောင်စေတာမျိုးတွေရှိခဲ့ပူပါရယ်ဒါပေမဲ့အခုလိုမျိုးအစင်းမြင့်တဲ့ပန်နီးမှုမျိုးကတော့မရှိခဲ့ပူသေးပါဘူးဒီတီထွေမှုရဲ့အထူးခြားဆုံးချက်ကတော့ကလုံးနီးနီးပညာမလိုတာ DNA ပြင်ဆင်စရာမလိုတာဗီဇကုတ်ပွားစရာမလိုဘဲနဲ့သိပ္ပံပညာရှင်တွေကလူသားရဲ့ပင်မဆဲတမျိုးတည်းကိုပဲအသုံးပြုပြီးတော့လူသားသတိသားလောက်ပုံစံကိုအစစ်အမှန်နီးပါးပြ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 နဲ့ထုတ်လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီနီးနန်းသစ်ကသဘာဝရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတိဆောက်ပုံအတိုင်းကိုသဘာဝအဖွဲ့မျိုးမှုကိုပို ပြီးတော့တိကျစွာနဲ့အတူယူထားပါရယ်ဒါဟာလူခန္ဓာကိုအင်္ဂါတွေနဲ့ခြေလက်အင်္ဂါတွေကို ဖြစ်ပေါ်စေတဲ့တဘာဝရဲ့စီးချက်ကြပြောင်းလဲခြင်းဆဲအချင်းချင်းဆက်သွယ်မှုနဲ့ခန္ဓာကိုအလိုအလျောက်ဖွံ့ဖြိုးတိုးတက်လာမှုတွေအထိကိုအနှစ်သာရအစ်စ်တစ်ခုရဲ့ဖွဲ့စည်းပုံကိုအတိအကျဖန်တီးပေးနိုင်မှာဖြစ်ပါတယ်ဒီအောင်မြင်မှုဟာဈေးပညာနယ်ပယ်အတွက်ကြီးမားတဲ့အလားအလာတွေကိုဖွင့်ပေးလိုက်ပါတယ် အခုဆိုရင်ပုံမှန်အားဖြင့်တအိမ်အတွင်းမှာမမြင်ရတဲ့လူသားရဲ့ပထမဆုံး14ရက်အတွင်းဖွံ့ဖြိုးမှုကိုအသေးစိတ်ကြည့်နိုင်တဲ့နည်းလမ်းတစ်ခုရှိလာပြီဖြစ်ပါတယ်။ဒါဟာကိုယ်ဝန်ပြတ်ကြခြင်းတအိမ်နေရမှာဒရေသားမကက်နိုင်ခြင်းအပြင်မွေးရပါယောဂများဥပမာမွေးရပါသွေးအားနည်းခြင်းကုလက်အင်္ဂါမစုံခြင်းမွေးရပါညံရည်ဖွံ့ဖြိုးမှုကွဲပြားခြင်းတို့ရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုဖော်ထုတ်လေ့လာနိုင်တော့မှာဖြစ်ပါတယ်။ဒီလိုယောဂတွေကိုပုံမနားလည်သဘောပေါက်ခြင်းနဲ့ကုသမှုအသစ်တွေမှာတီထွင်ခြင်းအတွက်ဒီနည်းပညာကအခြေခံအုတ်မြစ်ဖြစ်လာနိုင် ပါတယ်။ဒါပေမဲ့သိပ္ပံပညာရဲ့တီထွေနိုင်စွမ်းနဲ့အတူကျေဝတ်ပိုင်ဆိုင်ရာမိကွန်းတွေဘာသာရေးကောင်းဆောင်တွေရဲ့ပြင်းထန်တဲ့ကန့်ကွက်ဝေဖန်မှုတွေနဲ့အနောက်နိုင်ငံအများပြားမှာ ဥပဒေအရတားမြစ်ပိတ်ပင်မှုတွေရှိနေပါတယ်။ဒီတရေသားလောင်းကလူသားတအူးအဖြစ်ဆက်လက်ကြီးထွားလာမှာမဟုတ်ဘူးလို့ဆိုထားပေမဲ့လူသားအစ်စ်နဲ့လူသားပုံစံတူကြားကကွာခြားချက်ကတော့ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ဒီအပေါ်မှာသက်ဆိုင်ရာဆွေးနွေးငင်းကုန်မှုတွေကတော့ဆက်ရှိနေအောင်ပါပါ။ဒီလိုအမကန်သိပ္ပံနည်းပညာတွတ်တက်မှုတွေကကျမတို့ရဲ့အနာဂတ်အတွက်ဘလို့ပြောင်းလဲမှုတွေယူဆောင်လာမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။စိပညာနယ်ပယ်မှာကြီးမားတဲ့အကျိုးကျေးဇူးတွေပေးနိုင်သလိုကျေဝတ်ဆိုင်ရာစိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်ရအောင်ပါပါ။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာရေးပြသွားနိုင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။